မြန်မာနိုင်ငံမှာမိသားစုရေးပတ်စံခဏရောက်ရှိနေရတာဟာထူးထူးဆဆမဟုတ်ပါကိုလူနီခင်ကလေးကစစ်ပွဲတွေကြောင်းဆစ်အာရရှင်စနစ်ကြောင်းလူမျိုးခြားပြည်ပခါတွေကြောင်းလက်ဆက်တိုင်းဖက်ပြခဲ့ကြရပါတယ်။အိုးလင်တွေကိုစွန့်ပစ်ပြီးမတင်ယုံတမင်းဖက်ပြခဲ့ရတာတွေလည်းရှိနေသေးပါ။2021အာနာသိမ်းပြီးနောက်စစ်ပီရှောက်စခန်းအတွက်တွေနေဆိုင်တိုင်းတစ်လျှောက်ရွှေပြောင်းနေထိုင်မှုအခြေအနေတွေထပ်မံထပ်ပေါ်လာခဲ့ပြီး များစွာသောမိသားစုကိုအပြင်းထန်ထပ်မံထိခိုက်စေခဲ့ပါတယ်1948ခုနှစ်တွင်မြန်မာနိုင်ငံမှာနိုင်ငံအသစ်ရဲ့အခြေခံအုပ်မိဖြစ်နိုင်ငံသားဥပဒေဖတ်ပေါ်လာခဲ့ပါတယ်လူတိုင်းပါဝင်နိုင်တယ်လူတိုင်းကိုအသိမဲ့ပြုနေရှင်းလင်းတင်လာခဲ့ပါတယ်1948နိုင်ငံသားဥပဒေကအလုံးပါဝင်နိုင်ရေးမှုကိုအခြေခံခဲ့ပေမဲ့လက်တွေ့ပေါ်ဆောင်ရပြီးလူတိုင်းပါဝင်မှုခက်ခဲအောင်လုပ်ခဲ့တာတွေရှိပါတယ် ဒါပေမဲ့1982ခုနှစ်မှာဥပဒေအသစ်ထွက်လာပြီးအဲ့ဒီဂျင်ဂျာချက်ကိုဖျက်သိမ်းခဲ့တာလူတွေကိုနိုင်ငံသားပြုနိုင်ငံသားအဲ့နိုင်ငံသားဆိုပြီးအဆင့်သုံးစီခွဲခြားခဲ့ပါတယ်မြန်မာနိုင်ငံတွင်ချင်းအာဏာရှင်တို့ကမျိုးမျိုးစု135မျိုးမျိုးပဲပြုတာနိုင်ငံသားဖြစ်တယ်လို့သတ်မှတ်ပေးခဲ့ပါတယ်135မျိုးမှာသတ်မှတ်ခြင်းမခံရတဲ့လူမျိုးစုများက ငွေရပါနိုင်ငံသားလို့ခေါ်တဲ့ natural born citizenship ကိုမြင်ရကြပါဘူး။အဲ့ဒီစီးရင်နိုင်မှာပါဒီအခြားလူမျိုးတွေဝင်ရိုဟင်ဂျာတရုတ်ဗမာအိန္ဒိယဗမာစားရလူမျိုးစုတွေကတဖြည်းဖြည်းနိုင်ငံသားခွင့်ရမပိုင်ဆိုင်နိုင်ကြတော့ပါဘူး။